မန်ဘာကတော့တပေါင်းခွဲလောက်ရှိတယ်ဒါပေမဲ့တကယ်တမ်းသွင်းတာမဟုတ်တကယ်တမ်းသွင်းတာမဟုတ်တဲ့ဗျာဟုတ်ပြီဟိုတလားနှစ်လားတူပြီးတော့နောက်ပိုင်းဆက်မလူရမလူပြတ်တဲ့လူကများတော့များပါတပိတော့နည်းတယ်တပိဘလားလောက်ရှိမလဲဟိုထောင်တထောင်လောက်တော့ရှိတာမရှိဘူးနော်မရှိတော့ဘူး၄500လောက်မရှိဘူးမေးကုန်တာနဲ့မေးကုန်ကြတာနဲ့ဒီပေါ်ဒီပေါ်အဲဆိုတော့အဲ့ဒါအဲ့ဒါကိုလည်းတိုးတက်အောင်ထပ်လုပ်ရအောင်ပေါင်းမှာပေါ့တပည့်တော်ခုန application တွေမှာပါတယ်ဗျာအဲ့ဒါဟုတ်ပြီ နှစ်လေးပါလာတယ်ခင်ဗျအဲ့တော့ကဲကိုမိုးရဲ့ဟိုမနေ့ကြီးအေးရထားတယ်အလုပ်ကလေးရဲ့ program လေးပြောပါအောင်တပည့်တော်မနေ့ပိုင်းအဲ့လောက်ကြိုးစားနေလဲဆိုအဲ့လိုတော့ပြောမဟုတ်ပါဘူးခင်ဗျာကြိုးစားတာမဟုတ်ပါဘဝပေးတောင်းတပည့်တော်မနေ့ထားတာလည်းဒီဟိုတပည့်တော် coffee လေးတောက်ပြီးတော့ဒီမှာအကုန်လုံးမိုင်းနဲ့ order တာပဲအော်ဒီထဲမှာအလုပ်တွေရှိနေတယ်ပေါ့အဲဒါတွေကဘူဝါပိုင်မြည်တာရှေ့ရှေ့အောင်ဘူဝါပိုင်ဘူဝါပိုင်မြည်တော့အဲ့တော့ဒီကောင်ကကိုဧကဝက်လောက်ရှိမလားဒီမှာဧကဝက်ဒါ square feet 9000လောက်ရှိပါတယ်ဧကဝက်နီးနီးလေးဧကဝက်နီးနီးပေါ့ကောင်းပြီ အဲ့တော့ဒီဧကဝေရှိတဲ့ဒီမှာလုပ်ငန်းတွေဧကမဟုတ်ဘူးဧကတမတ်ပြဟုတ်ပြီဧကတမတ်ထားတော့အဲ့တမတ်မှာကိုမောကလုပ်ငန်းတွေဘာကြီးလုပ်ထားလဲတပည့်တော်ဖျားဆီးဆွဲတဲ့လုပ်တွေရှိအဲ့ဒါအပေါ်မှာအပေါ်မှာဟုတ်ပြီလက်ညှိုးထူတော့အပေါ်မှာဆိုအတူဖျားဆီးဆွဲရဆိုကိုမိုးလုပ်ပြီးသားနေဦးပေးတာရှိတယ်မိုးကတပည့်တော်ဟိုသားမှာဂျိုကုန်းမှာဩအဂျိုကုန်းမှာဟိုတပည့်တော်မိုးလောင်းနဲ့စိတ်ုံရှိတယ်သူကအမှုန်လေးအမွှားလေးနဲ့ကြာတော့မိသားစုနဲ့ဖမ်းမိနေမကဲမရဘူးဗျာဒီဘက်မှာစိတ်မုံယုံတွေရှိတယ် အဲ့ဒါက fiber glasses fiber glasses ဟောအခုလောတယ်မှာဖျား fiber glasses ဟိုမှာကူ motion ပြရတယ်တွေ့တယ်တင်ပါဗျာအဲ့ဒါတွေကလည်းအကျိုးမြတ်နဲ့ဆိုင်သူများဆိုင်နေတဲ့ကိုကလက်ကားပြန်ပေးနေအောင်ပြန်ပေးနေစိတ်သက်သာထားတယ်တင်ပါဗျာဟုတ်ပြီအဲ့တော့အခုဒီထဲမှာကျတော့ဘာတွေရှိလဲဒီထဲမှာတပည့်တော်အနောက်မှာဆေးမုတ်ရောအပေါ်မှာဆေးဆွဲတယ်ဗျာအဲ့ဒါကုနာဒီ fiber glasses ဒီဒီဘက်ကြားတဲ့အကြတော့ဒီက pre-bog ပစ္စည်းတွေလောက်ပါလေဗျာ။အော်ဖျားပလင်တွေဆေးတုတ်တာတို့ဘာလို့ဟို ဟိုဥစ္စာလောက်တာတော့ parking ဖိတ်တာတော့ဒီဘက်ကပါနေရွေးပါလေ။ဒီနောက်မှာသင်ငန်းချုပ်ပါလေခင်ဗျာ။ဟိုသင်ငန်းချုပ်တာဒီနောက်ထဲမှာပဲရှိသေးတယ်။ဒီမှာသင်ငန်းကိုနောက်ဆုံးဖိတ် final ဒီဘူးထွက်တာ။ဒီလိုအခုနလိုဒီမှာဖုံးပြတာလည်းပါလို့ရောင်းမှုဆင်းနေရောက်ပြီ။တပြားရင်ဆိုင်တပြီးတော့လိုအားလုံးပိုးဆိုင်ပေါ့ခင်ဗျာ။ပိုးဆိုင်ကိုမနဲ့မိုးနေပြီ။ကားနှစ်စီးနေတယ်။တောက်လျှောက်ပိုးဆိုင်ကတော့ဒီမှာအားလုံးကလုပ်ပြီးတော့လုပ်ပြီးတော့ပို့ပို့ပြီးတယ်။နောက်ပြီးတော့စနေနေ့တိုင်းစနေနေ့နဲ့ဗုဒ္ဓဘုရားနေ့တိုင်းရွှေလုံးဖျားဆိုင်ကိုပို့ပါ။ ွေးလက်ကောက်သူတို့ credit ချအကျွေးလက်ကောက်ပို့ပါတယ်ဒီမှာတရငလုံးလက်ကားလုပ်ငန်းနေနဲ့ဘာလို့များများများပတ်စာရောင်းနေလဲအအကုန်လုံးရောင်းပါတယ်ဗျာပြီးတော့ပစ္စည်းဟိုရင်နှုံးကအဲဒီကတော့အဲ့ကနမှန်ပေါင်လေးလုံနေအမှန်ပေါင်လေးကိုပုံစံလေးလုပ်ပြီးဖျားပလင်လေးတွေဖြစ်လာတယ်ဥစ္စာကမှတ်မိတယ်ဒီမှာပဲထွင်တာပါအဲအဲ့အဲ့တော့ဥစ္စာလဲဒီကတော့အိမ်ဘက်ကိုတစ်ခေါက်အဲ့ဟိုရောက်ခဲ့ပြီးတာကိုဒီမှာပြန်နောက်ပြကြတော့ဟိုဦးမိုးမှာတဘွားလုံးမှာပြီးဆက်ခဲ့ရတော့စီဝါကြီးပြိုင်ဘက်တည် လုပ်ငန်းတွေရဲ့ပြိုင်ဘက်တရားကိုမိုးမှအများကြီးရင်းခင်းရတယ်လေတင်ပါဗျာဒါတွေကိုဘလို့တွန်းလန့်တယ်ဘလို့ခံစားပြီးတော့အဲမှတ်မှတ်ရလေးနဲ့တွဲပြောပေါ့ပုံကိုရေးမဆိုင်နဲ့အဲဘုံဒီလိုအလုပ်မျိုးမဟုတ်ဗျာတပည့်တော်တို့ဓမ္မပီတီကိုမရောင်းနဲ့ရောင်းရမပေးဘူးဆိုတဲ့ဟာမျိုးကြံတဲ့လက်ကားတွေတပည့်တော်တို့များစီကယူရတဲ့အဆင့်အဲ့ဒါကျေးဇူးတင်ဖို့ကောင်းတာပါကျေးဇူးတင်ပါသူတို့တွေကတားလိုက်တယ်ရှင်ဒီကရောင်းစရာပြည်စုံမရှိဘူးအဲ့မှာတပည့်တော်ကိုယ်တိုင်ထုတ်ဖို့တပည့်တော် ခွန်အားပေးလိုက်တာမမုန်းပြဒီတော့ကမှချစ်ချင်းမုန်းရင်အာဃာတမရှိပါအဲ့ဒါခုနကသူမှန်ပေါင်လေးတွေခက်မှန်ပေါင်လေးရခက်ပြီဒီနောက်ပိုင်းခက်ကိုနောက်လဲလို့ပဲအဲ့လိုပဲအော်အခုဒီရုပ်ထုဒီဖော်မူလာလုပ်ငန်းကြတော့အမောအဲ့ဒါဖော်မူလာမကောဘူးဒီဒါဖိုင်ဘာဖိုင်ဘာဖိုင်ဘာဂလပ်လုပ်ငန်းကိုဦးစင်အခုအင်တာဗျူးခဲ့တယ်အဲ့ဒါဟိုလေလုပ်ငန်းလေးကိုဦးစင်အင်တာဗျူးလာတာပြပါဗျဖိုင်ဘာဘူးအခုအဲ့လုပ်ငန်းเนี่ยကိုမိုးရဲ့ကုန်ကြားဈေးနဲ့ဟိုမှာသမောတစည်းကို သိန်း20ပါညာသိန်း40သိန်း80ကြာတယ်ပါဘုမိုးရဲ့ဖျားလေးတွေဟာရောအဲ့လိုကြီးဈေးပြောတော့သူကစဉ်းစားတာပေါ့အရင်တော့ကတော့ဟိုကြောက်ဈေးကြီးမှဘလို့အဲ့လိုပေါ့အမျိုးမျိုးရှိရတာပေါ့ဘာတွေသွားပြီးกว่าလို့ဘာတွေဘလို့ဖြစ်နေရလဲဒီပြတော့ဒါဗဘူးပညာပဲဗျာอืม fiber ကအကြမ်းပဲလောင်းလို့ရနောက်ကလိုက်ရတာဗဘူးပညာနဲ့ပြန်လိုက်ရ fiber အကြမ်းပဲပထမပုံမူတော့ရှာတာမူတော့ရှာမူကလည်းအနည်းဆုံးထွက်လာ အနည်းဆက်ဆုံးထွက်လာပြီဒါကိုပြန်ပြီးတော့ချောရတာစေးတုတ်တဲ့လုပ်ငန်းတွေရုံလုံးပညာဖြစ်တဲ့အတွက်ရုံလုံးပကြီးကိုတတ်တဲ့လူနည်းအဲ့မှာရုံလုံးပကြီးတွေကိုအများကြီးချိန်ပေးရပါတယ်စီဝါကြီးဟာဓမ္မနဲ့တော့မဆိုင်ဘူးပေါ့ဓမ္မပြစီဝါကြီးဟာအလုတ်ကအလုတ်လို့လုပ်တာပေါ့ဒါကိုမဟုတ်ပြောတာပါဥစဉ်ကတရားသမားဖြစ်လာကြတော့ ဘုရားဓမ္မသာကောင်းတယ်။နော်ကူမွေးပြောတဲ့ဘုံဒီထဲမှာကလေးလေးပါမယ်၊နတ်ဒီပါမယ်၊ဘေးဒီပါမယ်ဆိုတော့ကူမိုးထုတ်နေတဲ့ထဲမှာလည်းဘုံမင်းကောင်ဘူအောင်ရုပ်ဒီပါတယ်။ပြန်ပါဗျာ။ယုံကြည်ခြင်းမယုံကြည်ခြင်းနဲ့ကူမွေးစီဝါကြီးလုပ်တယ်။ပြန်ပါဗျာ။ဦးစင်းမြင်ကြတော့မယုံကြည်ခြင်းမလုပ်ဘူး။ကူမိုးကနာပြောဘုံကစိုက်ပြေးစေးလုပ်တော့ဟုတ်တယ်။အရင်တော့ဘုဒ္ဓဆေးလက်ထိထိုင်ရောင်းနေရတယ်။ဒါပေမဲ့ကူစီဝါဖြစ်လာတဲ့အခါမဘုဒ္ဓဆေးလုံးဝမလုပ်တော့ဘူး။စိုက်ပြေးအားစေးပဲထုတ်တော့မယ်။ဟာဦးစင်းအရက်ဒီနှစ်ဒီရှည်ကြီးပဲ။ အခုဦးစင်းတက္ကမကြီးထားကြတော့မင်းတို့ကြိုက်တာလုပ်လို့လာအေးဦးစင်းကတော့သူတော်ကောင်းရက်တီချင်းအဲနောက်ဘောမှန်ကန်သောစီးပွားရေးပေါ့ဟိုဖျားမကြိုက်တဲ့အလုပ်တွေရှိရဲ့လေဒီမှာအယောင်းဝယ်အရက်အယောင်းဝယ်လက်နဲ့အယောင်းဝယ်အစိတ်အယောင်းဝယ်ပေါ့တမပါဗျာကိုကိုတိုင်းပုဇတ်စီးတွေကိုင်ငယ်ဘူးတော့အဲ့လိုပေါ့ဥပဒကာကုံနဲ့လွတ်တဲ့ဟာမျိုးတွေကိုဦးစင်းရှောင်းနေတမပါဘာဓမ္မနဲ့ရှင်းတာဟုတ်ဘုရားကိုမို့ကြဦးစင်းစီးပွားရေးလို့နားလဲလာတယ် ဦးဇင်းတက္ကမလည်းတွင်လွတ်ထားတာပဲဒီစီဝိုင်းလောကမှာစီဝိုင်းနေမှာကောင်းပြီဒီလိုဆိုရင်ကိုမိုးဟာအခုဦးဇင်းနဲ့ပြောရင်းနဲ့တမန်ပြောရနဲ့ကိုကူပြောရနဲ့တူလားမတူပါဘူးဟုတ်ပြီအခုကြကိုမိုး question ရှိတာတွေရှိတယ်လို့အဲ့တော့ပို့ပြီးတော့ new version နဲ့ new vision နဲ့အကုန်မြင်လာရတယ်ပြန်ပါဗျာဒါဦးဇင်းကိုယ်တိုင်လည်းအဲ့လိုအမေးဖြေလို့တာဘုရားကွင်ဆရာတော်ကွာကိုမိုးလည်းကြားမှာပါဘာလဲရှောက်ရှောက် interview နေတာပဲပြန်ပါအမျိုးသားကြီးမှာကိုမိုးလို့လူမျိုးတယောက် တနိုင်ငံလုံးမှာဖြစ်မဲ့ဆိုရင်မြန်မာနိုင်ငံမစင်းရဲဘူးတိပါဗျာအဲ့ဘာလဲဆိုကိုပိုင်စီးပွားနဲ့ဥပဒေနဲ့ဆိုတော့ကောင်းနိုင်ငံတော့လှုပ်ရှားတာမဟုတ်ဘူးတိပါခရိုနီလိုလူကြီးအကြိုက်ပေါင်းဟောမှပြီးတော့ထမင်းရှာစားတယ်မတူဘူးတိပါကို့မှာမြန်မာနိုင်ငံရဲ့ရင်ကျေးမှုဒလေထုံးတာနဲ့ဘဝအခြေအနေကိုပြဆက်တိပါဘောရနော်တိပါဦးစင်းတို့လည်းဘုဓမောဘဝနဲ့ပြဆက်ပြီးတော့ဘုမုန်းနဲ့ပြောရင်လောဘနဲ့လားဒေါသနဲ့လားငါကြွားကျင်တာမဟုတ်ဘူး ဲ့လိုပဲ interview နေတဲ့လူတယောက်တကအမျိုးဘာသာတာနာတွေလာ interview လာတင်ပါပြန်ဆိုတော့ကိုမုံကလည်းဘုံမုံကိုတွေ့ကျင်တယ်ဘုံမုံကဥဆောင်မှုလည်းကြိုက်တယ်ဘုံမုံနဲ့ကဟိုဘယ်လိုပြောလူငယ်ဘဝတင်ပါပြန်စီဝါရေးဘဝနဲ့အထင်ကြီးရတဲ့ယောက်ျားတယောက်ကစွန့်မယ်ဆိုတော့တကယ်စွန့်ပြီတကယ်နေတော့ပို့ပြီးတော့ယုံကြည်မိတယ်တင်ပါပြန်တင်ပါအာမကွင်းတော့ကိုဘဝအတွက်တော့ကိုဓမ္မနဲ့ကိုမှာဘုရားကိုင်ဆရာတော်ဟာတာမန်လူတယောက်မဟုတ်ဘူးလို့လက်ခံပေးတယ် ကောင်းပါပြီအဲ့တော့ကိုမိုးလူငယ်တွေအတွက်ကောဘဝတက်တော့ပြောတဲ့တန်မိုးရှိမဲ့စကားတွေကြောကြီးဆိုဘာတွေပြောမလဲတန်မိုးရှိရဲ့စကားပြောမယ်ဆိုရင်ဒဲ့ပြောရင်တော့ပြင်းတဲ့လူများလားအလုတ်ကိုတိုင်းပြည်ဆင်းရဲခြင်းအကြောင်းတရားတွေမှာအသိဉာဏ်ပညာလိုက်ရမယ်ဆိုတဲ့အသိပျောက်သွားတယ်ပညာရည်ရည်ရည်ကြီးတယ်ဘာပဲတော်လည်းကောင်းပညာဆိုတာရှာနေရမှာပညာတွေကိုခက်ပညာတွေပြောင်းလာတယ်အချိန်ပြောင်းတယ်တူပညာတွေကလည်းပြောင်းသွားတယ်သူကသူ့ ဟို software တွေ update တောင်းနေတယ်။အင်းအင်းပညာလက်တွေ update လိုက်လို့မလုပ်လာနိုင်ရင်ကိုကျန်ခဲ့မှာပဲ။ဒါကြောင့်ပညာကို update လုပ်ပေးပါဒါကိုမှာချလို့ပါနောက်ပြီးတော့မပြင်းပါနဲ့။နော်စုပါနော်စုပါဒါဒူရရမယ်ဆိုရင်တရားရမယ်ဆိုရင်တရားလုံးတော့ပြဒီနေ့2000ရ2000လုံးသုံးနေအဲ့ဒါမှားတယ်တပည့်တို့ကငယ်တော့ကတပည့်တို့ဒီချိန်နေလောက်မှာတပည့်တို့လွန်ခဲ့တဲ့တစ်နှစ်လောက်မှာတပည့်တို့နေထိုင်နေနေပြောင်းလိုက်တယ် ရင်တော့တပီတော်ကဆင်းရဲသားလိုပဲနေတာอืมဆင်းရဲသားလိုပဲနေတာတပီတော်တို့ခုမှတပီတော်ကိုပြောင်းလိုက်တာဟိုကိုနဲ့မလိုက်တော့อืม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 ဒါတော့တပီတော်ဒီလိုစွတ်ကြရအမြဲတမ်းဝတ်တော့ပြာอืมอืมစွတ်ကြရအမြဲတမ်းဝတ်တော့တပီတော်တို့လူယုံကြည်ဖို့နဲ့လူထင်ကြည်ဖို့မလိုဘူးလူယုံကြည်ဖို့ပဲလိုတယ်တပီတော်ခံစားအဲ့တော့ဟိုရတိုင်းမသုံးစီချင်စုပါစုရင်းနဲ့အော်အရင်းကြီးတွေရလာ လက်ခြေဝါလက်ပွားတယ်လို့ပြောကြတယ်ခြေဝါလက်ပွားဘာလို့လို့ရမှာလဲအဲ့ခြေဝါလက်ပွားကျွန်တော်တို့စခဲ့တာပဲကျွန်တော်အိမ်တော်ကြီးခြေဝါလက်ပွားစခဲ့တယ်ပြီးတော့အိမ်တော်ကြီးခြေဝါလက်ပွားစခဲ့တာစုကြတာပြီးတော့ဟိုတင်းကကိုမတ်နေကိုတော့မှတ်မိလိုက်ပါတယ်ပြီးတော့တို့ကဈေးဘူး200ကို4ရက်စားတာလေမြန်မာပြည်မှာဈေးဘူး200 4000ရတဲ့အချိန်မှာဈေးဘူး200ကို4ရက်စားချွတ်ချွတ်ချန်ချန်နဲ့ဒါလည်းလူမသိဘူးချမ်းသာအောင်ဘယ်လိုလုပ်ခဲ့ရလဲဆိုတော့လူမသိဘူးခင်ဗျအားကြောင့်မလို့ ချွေကြံပါချွေတာပါအဖို့မသုံးပါနဲ့ဒီပြီးတော့ဒီမှာဒီအိမ်ဆောက်တော့ဒီပြီးတော့ဒါလေးနောက်ပိုင်းတပုတ်တပုတ်စီလို့လုပ်ပြီးမှပါဗျာတစ်တော့ဒီအိမ်ဆောက်တော့လူကမာလေးညာတနည်း2000ရတယ်ပယံသမားကွန်းထုတ်ကြီးကြီးဟာကွန်းထုတ်များလိုက်ဘလောက်ကွန်း4000ပဲမိသားစုရတာနှစ်ပေါင်းငါးပုံပုံတစ်ပုံကိုသူကကွန်းစားလိုက်သူ့လမ်းစိတ်နဲ့သူ့သွားလဲလာစေစီနဲ့သူ့အိမ်ဘာလို့မှမပါတော့သူကအဲ့4000ကိုမစားဘဲနဲ့စုမယ်ဆို